ပဲယနေ့တော့ငွေပြီးပိုင်းလို့ကြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုကြံနေခဲ့တဲ့အစိုးရပိုင်းဟာတတိပြောနဲ့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ်မှာတတိပြောရင်တော့ဘုန်းကြီးတက်တယ်ပြောမယ်စာနာစိတ်အားနေပါတယ်တိုင်းသူပြည်သားတွေမှာမေတ္တာ ရှိတယ်လို့ဗဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့ဗဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကို အားနေခဲ့မဲ့တော့တွေ့ရမှာအဲ့ဒါဟောမွေဥကောင်းလို့ဖတ်တဲ့ခံလိုက်ရတော့မွေပြီးပိုင်းလို့လှုပ်ရှားတဲ့ပုံကိုယ်တွေကအသက်ဝင်ပြီးတော့မှလှုပ်ရှားမလာပဲနဲ့ဒေါက်ဆာစုရှိတဲ့ပုံကြီးတမနာဝင်းမြေဆိုတဲ့ပုံကြီးကိုပဲပြည်သူလူထုကိုပြထားပြီးတော့မှ ယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကိုနော်တတိပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေတယ်လို့ဆိုလို့ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့တွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့တော့ဆိုတော့တိုင်းသူပြည်သားတွေကျိုးကိုရဲ့တော့တတ်သားတွေဟုတ်လားပြည်သားတတ်သားတွေနော်တပိပေါ်ကပြနေတယ်ချူသောပကပပပါပါတွေကဘာချူးစီပါမှမရှိဘူးဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေဆောင်းနေလူမျိုးတွေကြမ်းမာရဆာခက်ခဲနေတယ်ညားစွာရှိတယ်တချို့ပကပပပါတွေခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကတော့တော်လိုင်းမှာမျှော်ဝင်မယ်ဆိုပဲစိတ်နေစိတ်သားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလူဝဲချက်တွေညားစွာရှိခဲ့ပြီအဲ့လူဝဲချက်တွေကိုပြုတ်ပြင်ပြီးတော့မှယနေ့တော်လိုင်းရဲ့ချူးစီပါရ ြည်ပြည်ပါလူထမ်းထားတဲ့တော့များစွာသောအမေရိကန်ဒေါ်လာဒါတန်ချေရလို့ညင်ညာခဲ့တယ်ခင်ဗျာကြောင့်ထောင်ချီပါပါထောင်ချော်လောက်ပါပြီเนาะဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘာသာရေးမှာအစိုးရတည်နေဥပထားပဲနဲ့တော်လိုင်းရေးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည့်စုံလို့တော့တော်လိုင်းရေးထောက်ပံ့လို့တော့တော်လောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဦးစင်းနေတဲ့ထူတိုက်တွန်းပြောကြားလိုပါတယ်ကိုရီးယား energy အစိုးရအနေနဲ့တော့ဘယ်သူမှမတော်အတိမမပြူဘူးရောက်တီမူကတော့အတိမမပြူရတော့ပဲနဲ့စစ်ကောင်စီအတိမပြူမှလည်းအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတိုက်ရောက်သွားနေမှာမဟုတ်ဘူးလားဒါကြောင့်မို့လို့ဘုချုံထုံးမြတ်နိုင်စကားပြောလို့ပဲ energy အစိုးရကမဟာမိတ်တွေမစည်းလုံးမှုမဟုတ်ဘူးပြသို့တော်လည်းပဲအလုပ်လုပ်တော့အတူတူထမင်းစားတော့တို့တို့ကြီးပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ဂျန်နဲ့တူရလည်းမယုံရဲတော့အဲ့တော့ယုံရဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NUG ဝန်ကြီးတွေရဲ့ PDF တွေပေါ်ထားရှိတဲ့စေတနာကိုဆရာတော်ဦးဝါရမကဝေဖန်လိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာတိုင်းပြည်သားတွေလင်းမြန်စွာလွမြောက်နိုင်ခြင်းသည်ဖြစ်ပါစေလင်းမြန်စွာလွမြောက်နိုင်အောင်လည်းဒီနေ့ရုပ်တော်လိုင်းမှာဥဆောင်နေကြတဲ့ခေါင်းဆောင်တွေအားလုံးကနော်ဒီနေ့လူငယ်ခေါင်းဆောင်တွေအားလုံးကစနစ်တကျနဲ့တိုင်းပြည်သားတွေအပေါ်မှာစိတ်ဆင်တာထက်သန်စွာနဲ့ 調査အထုတ်ရုံးကပေးနိုင်ကြပါစေလို့လည်းခြေဥစွာအစ်တာပြုပြီးတော့တိုက်တွန်းအပ်ပါတယ်ကျွန်တော်တို့ယနေ့တိုင်းပြည်ရဲ့တွေ့ကြုံနေရတဲ့အခြေအနေဟာဟိုတိုင်းပြည်သားတွေပြည်တွင်းထဲမှာရှိကြတဲ့တိုင်းပြည်သားတွေပေါ့နော်ယနေ့ဒီကာလမှာယနေ့သတင်းကြော့ကာလတွေမှာအပျော်လေးတွေရှိပါတယ်ဒါကိုကျွန်တော်တို့ပြောချင်တာပါအာနာချင်းစနစ်ရဲ့သဘောအရတော့အာနာချင်းတိုင်းဟာယနေ့ကဘာပေါ်မှာသူတို့ရဲ့အာနာလုထားတာကိုမသိအောင်တနည်းပြောရင်သူတို့အာနာလုထားတာကိုမတုံ့ပြန်နိုင်အောင်ပေါ့နော်သူတို့လုပ်တဲ့လုပ်တွေရှိပါအဲ့ဒါဘာတွေလဲဆိုလို့ရှိရင်တိုင်းပြည်သားတွေကိုဖတ်စည်းတာ ဥဆောင်တဲ့သူတွေနောက်တနေ့ယနေ့တပိုက်တော်ဆန်းစုကြည်တို့ထည့်ထားတာဒါ ው လည်းပဲယနေ့နိုင်ငံရေးမှာတယောက်ကသုံးသပ်ပြတာလေးရှိပါတယ် CDN တယောက်ကသုံးသပ်ပြတယ်ဘာဖြစ်နေလဲဆိုတော့အဲ့ဒါတနေ့ပြောရင်တော့ဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့မှဟိုမွေကောင်းကိုတွင်းထဲထည့်ထားပြီးတော့နောက်ပြန်ပြီးတော့ပေါက်လို့မရအောင်၊ကြိုက်လို့မရအောင်ပေါ့နော်။မွေကောင်းကိုအထဲကိုထည့်ထားပြီးတော့မှအမိပိုင်းပဲလှုပ်နိုင်တဲ့နိုင်ငံရေးမျိုးကိုယနေ့အဲယနေ့ဒီတိုက်ပြီးအာဏာလုထားတဲ့စစ်တပ်ကစနစ်တကျဆောင်ရွက်ထားတယ်ဆိုတဲ့ဇာတ်ကားပါ။ဒါကလည်းတကယ့်ကို ဟိုတတိချက်စီကကောင်းတဲ့အရာပါနိုင်ငံရေးရာဦးစင်းတို့ဒီခါလေးမှာမူဝါဒတွေနဲ့လှုပ်လှုပ်ကြရတာရှိပါတယ်မူဝါဒနဲ့လူကဘယ်အဓိကလဲဆိုရင်မူဝါဒကမူဝါဟိုမူဝါဒကောင်းနေရအရေးကြီးပါတယ်တိုးတော်လည်းပဲမူဝါဒကောင်းနေကိုတိဆောက်ခဲ့တာလည်းလူကောင်းနေပဲဖြစ်တယ်အဲမူဝါဒကောင်းနေကိုအစ်စ်သုံးမဲ့သူတွေကလည်းလူကောင်းပညာတတ်တွေပဲဖြစ်ပါတယ်တိုးတော်လည်းပဲအဲလူကောင်းဆိုတဲ့အတိုင်းသူပြည်သားတွေလေးစားရတဲ့ကောင်းဆောင်ကောင်းနေပေါ့ဒီနေ့ဒီမိုက်တော်ဆက်စစ်ကြည့်လို့တို့အဲဒီနေ့တမရိုက်ဦးဝင်းမြင့်တို့လို့အရှာအရှာသောနိုင်ငံကောင်းဆောင်တခက်ကို ဟိုစူးစမ်းအားထုတ်တဲ့ပုံတွေဒီမှာလည်းမကြံခဲ့ဘူးလို့ဦးဇင်းတို့ဆိုတာမဟုတ်ပါဘူး။ဆိုတော့အဲ့လိုစူးစမ်းအားထုတ်တဲ့ပုံတွေကိုဟိုဖန်ဆီးထောင်ချထားတဲ့အခါမှာအဲ့ဒါကိုတယောက်ကအဲ့ဒါကိုပြောပြတာ။ဘာနဲ့တူလဲဆိုတော့တော့အင်မတန်အင်အားရှိတဲ့မျိုးတွေကောင်ကိုခေါင်းကိုတွင်းနဲ့ထည့်ထားပြီးတော့မှအမီးလောက်ကဘဝလှုပ်နေသလိုယနေ့ထွန်လိုင်းနိုင်ငံကြီးကဖြစ်နေတယ်ဆိုတဲ့အခြေအနေမျိုးသုံးသပ်တာပါ။ဒါတာမန်ကတော့ဟိုသုံးသပ်တဲ့အခါမှာတာမန်တွေးရင်တော့ဟိုခံနိုင်ွယ်ရမရှိဘူး။ဟာငါတို့လည်းစူးစမ်းအားထုတ်နေတာပဲ။ပြောရတဲ့ဒီပါလေပြောရင်ပြောမှာတော်တော်လည်းမတူပါဘူး။တိုင်းသူပြည်သားတွေအများစုကလေးစားတဲ့ခေါင်းဆောင်ရဲ့စကားတလုံးဟာ အဲသူကိုယ်တိုင်ကလည်းတိုင်းသူပြည်သားတွေပေါ်မှာကိုရိုးဆွတ်လုပ်ခဲ့တယ်။အဲတနည်းပြောရရင်တော့လင်ကိုဆွတ်ခဲ့တယ်၊သားသမီးတွေကိုဆွတ်ခဲ့တယ်။ဒါတယောက်ဆိုရင်ဒီဒီစကားတော်ကိုပြောပါဦးဒီကမာကြီးဘွား။ဘာကျိုးစီးပွားမှမရှိဘူး။ထောင်ထဲမှာဆက်ဟိုမှာပေါ့လေအခြေချိုးအပြည့်ဆက်ချင်းလောက်ဖန်ခံရတယ်။ယနေ့လက်ဆက်တက်ကြီး2017တည်းကဖန်ခံရရတာ။ဒါယနေ့အထိပဲ။အဲ့တော့ဒီလိုအခြေအနေမျိုးနဲ့အသက်80လဲပြည့်သွားခဲ့ပါပြီ။သို့တော်လည်းထိုးကျိုးစီးပွားတွေဆွတ်လုပ်ခဲ့တဲ့အတွက်ကြောင့်လည်းတိုင်းသူပြည်သားတွေကယုံကြည်တယ်။ယနေ့လူမျိုးစုလူနည်းစုတွေအားလုံးကလည်းဒီကမာကြီးပေါ်မှာတော်တော်များများယုံကြည်မြတ်လို့နေအောင်တွေးရပါတယ်။တချို့ border line တချို့တချို့သောနေရာတွေပေါ့တချို့လူမျိုးစုလူနည်းစုတွေရဲ့နေအိမ်တွေမှာဘာသွားတွေးရလဲဆိုလို့ရှိရင် နောက်တော့ဒီထိုင်းဘရင်မင်းမြတ်ထူပါတို့ပုံနေတဲ့ဒီမိုင်းတော်ဆန်းစုကြည်ပုံလေးတို့သွားတွေ့ရပါတယ်။ဒီနေ့ဒီမိုင်းတော်ဆန်းစုကြည်ကိုထောက်ခံနေတဲ့အနေအထားနဲ့ထိုးနေတာလေးရှိပါတယ်။သို့တော့ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးမှာယနေ့တကယ်တမ်းအခုအာဏာရှင်ကအာမကြဆုံးသေးပေါ့နော်။သူ့အင်အားကနာတပြားတာပြီးတော့စိုးမိုးထားပြီးဒီမိုင်းတော်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖွယ်ရတော့ဥစဉ်တို့မမြင်တော့ပါဘူး။နိုင်ငံရေးခင်းချင်းဟာတနည်းပြောရင်တော့နိုင်ငံရေးအရာတော့တော်လန်ရေးရနေပြီးတော့ဟိုဒီနေ့နိုင်ငံရေးသမားတွေပြောလို့ရှိပါတယ်။အပါဟန်ပေါ့နော်။အပေါ်စီးရသွားပြီ။ နိုင်ငံတကာစာမျက်နှာမှာလည်း NUG ဆိုရအနေနဲ့ပေါ်စည်းရတယ်။ EO EO West တွေနဲ့ယနေ့မြန်မာဒေါ်လာရေးရလည်းပဲဗမာဒေါ်လာရေးရလည်းပဲဒေါ်လာရေးရပေါ်စည်းရပြီဆိုရင်တော့ဦးစင်းတော့ကဒီယနေ့ဒုတိယကောင်းဆောင်နဲ့ယနေ့ခြားသောတိုင်းပြည်ပေါ်မှာကောင်းတဲ့ကောင်းဆောင်ကောင်းတွေကိုလွတ်မြောက်အောင်ကြိုးစားဖို့တိုင်းပြည်ပြည်ရဲ့ယနေ့တွေးကြုံနေရတဲ့ဆင်းရဲဒုက္ခတွေကလွတ်အောင်လွတ်ဖို့ဆိုတာမျိုးကဖြစ်နိုင်ပါတယ်။တိုးတော်လည်းပဲအထူးအရာတွေဟာတကယ်တော့အပေါ်စည်းပြရပဲနဲ့ပေါ့နော်။အဘာဟဲမဖြစ်ပဲနဲ့ယနေ့တွေးဆုံညီနိုင်ရေးကိုလေးတံပြစ်တာတွေကလည်းတော်တော်တော်မထော်မနှမ်းမဲလို့ဦးစင်းတို့နိုင်ငံရေးရတော့ မြင်မိပါတယ်ဒါယနေ့နိုင်ငံရေးမှာခေါင်းဆောင်နေကြတဲ့သူတွေဟာတကယ့်ကိုအလုပ်လုပ်နေကြတဲ့သူတွေပါဥစဉ်တို့ကတော့တိုင်းပြည်မှာတိုင်းသူပြည်သားတွေအလိမ်မခံရဖို့တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခမရောက်ဖို့စီးပွားရေးကြမ်းမိုက်တမွေထိုဒုက္ခတွေပေါ့နော်အကြီးအကျယ်မယ်ဆိုတည်တည်ပေါ့နော်တည်တည်တွေ့မယ်ဆိုပျောက်သွားအောင်ဆိုတဲ့စိတ်ဆင်နေတာတွေနဲ့တိုင်းသူပြည်သားလူထုနဲ့ဆုံးကိုစားပြီးတော့ယနေ့ပြောဆိုတင်ပြဆွေးနွေးနေကြခြင်းဖြစ်ပါတယ်အဲ့တော့ယနေ့အဲ့လိုအခြေအနေမျိုးဆိုတော့ယနေ့တိုင်းပြည်တိုင်းသူပြည်သားတိုင်းသူပြည်သားတွေဘာတွေးလဲဘာသာမျိုးမျိုးတွေဘာတွေးလဲတိုင်းပြည်ပေါ်မှာကိုရိုးစုံပြီးစင်နာထားတဲ့ခေါင်းဆောင်ရဲ့စကားကိုယုံကြည်တယ်မြတ်တို့တွေလိုက်လာတယ်ယနေ့ယနေ့ထိုခေါင်းဆောင်ကိုဝေဦးကောင်းကဲ့သို့စစ်ဆိုးရဟာစစ်အစ်အာဏာရှင်တွေက ာဖန်ဆီးပြီးတော့အတွင်းထဲမှာဒီမိုက်တော်ဆန်းစုကြီးအစားသမိုင်းဦးမြင့်အစားရှိတဲ့ပုံကိုလို့ထည့်ထားလို့ပေါ့နော်ဆိုတော့အဲ့ပုံကိုလို့ထည့်ထားလို့တော့ထည့်ထားထည့်ထားလိုက်ပြီမဲ့ယနေ့တိုက်သူပြည်သားတွေကယနေ့ NUG ဆိုရရဲ့လို့ MODL လို့တော်လိုင်းကြီးကိုတခဲနဲ့အပြေပေါ်တရားခိုင်နှုံးထောက်ခံခဲ့ကြတယ်နော်ထောက်ခံခဲ့ကြတယ်ဒါမဲ့တရားခိုင်နှုံးထောက်ခံခဲ့ကြတယ်သူတို့နိုင်ငံကိုပြည်တွင်းပြည်ပါနေ ။နော်ရရဆက်ဆက်သူတို့စွမ်းသမျလူတန်းခဲ့ကြတယ်။ဒါအွန်လိုင်းရမုံဝင်ဘယ်လောက်ရလဲဆိုတာ NUG ကယနေ့ဒီဗန်ဒိုင်းဝင်ကြီးတို့ကိုလည်းထုတ်နိုင်လို့အသိဆုံးဖြစ်ပါပါ။အဲ့မှာဖန်ရီဇာကြီးကြီးမားမားလှုပ်ဆောင်နေကြတဲ့သူတွေဟာဘယ်လောက်မှတို့ဒေါ်လိုင်းဆိုးရရတယ်ဆိုတာကိုတွက်ဆမိပါပါ။အဲ့ပြင်ဒီနေ့2021နဲ့2023နဲ့2023တိုင်စိုးမိုးလို့ရတဲ့ဒေတာတွေကနေပြီးတော့မှမြောက်တရားဇာတ်မြေပေါ်တရားဇာတ်ဘယ်လောက်အခွန်ခတွေရတယ်ဆိုတာခွန်ခကောက်တဲ့သူတွေရောတိုင်းစင်မြို့နယ်စင်အဲ့တော့ဒီနေ့ဆောင်ရွက်ကြပြီးတော့မှအပေါ်ထိမရောက်လာဘူးဆိုရင်တော့ဒါဘယ်လောက်ထိတော့သွားနေပြီဘယ်လောက်ထိရနေပြီဆိုတာတွေဟာတော့ခံမှန်းမိကြပါပါ။အဲ့တော့ပြောလို့ဒီမှာ တော့ဒီလိုတွေစူးစမ်းအားထုတ်ပြီးပြည်သူလူထုကဟိုငွေဦးကောင်းထည့်တာဆိုတော့မိုက်တော်ဦးစားစုကြီးလို့ကောင်းဆောင်ကောင်းနေအပြင်မှာမရှိပေမဲ့အမိပိုင်လှုပ်ပေမဲ့လည်းအမိပိုင်လှုပ်တယ်လို့လှုပ်ပေမဲ့လည်းယနေ့အဲ့ပုံကူတွေကိုအားလုံးထောက်ခံထားခဲ့တယ်သို့တော်လည်းပဲထောက်ခံထားပေမဲ့ယနေ့ကောင်းဆောင်ကောင်းရဲ့စံနမူနာမျိုးနော်ကိုရိုးမကြည့်တာမျိုးနော်အဲ့တော့ကိုယ့်ရဲ့ပြည်သူတွေရဲ့အကျိုးကိုကြည့်တာမျိုးနော်အဲ့တော့အဲ့လိုမျိုး မတွေးဘူးအဲ့တော့ကိုကအန္တရာယ်ရှိတယ်ဆိုအန္တရာယ်ရှိတယ်ဆိုလို့ရှိရင်နေရာတော့ပြဿနာမရှိပါဘူးเนาะကုမင်းကုန်တယ်ပြောသလိုပဲနေရာကပြဿနာမရှိဘူးเนาะအချက်နဲ့တရားအရေးကြီးတယ်ပေါ့သူဒီလိုပြောတဲ့စကားလေးရှိပါတယ်စကားလေးကောင်းပါတယ်ကုမင်းကုန်တယ်လို့ပြောတာအဲသို့တော်လည်းပဲအဲ့မှာအဲ့ဒီနေရာဒီပေါ်မှာ energy စိုးရောင်ကြီးတွေကဘယ်နေရာပဲရှိရှိပေါ့เนาะဘယ်နေရာပဲရအောင်စလို့မပြောလို့ဘူးသို့တော်တိုက်သူဒီသားတွေမှာထားရှိတဲ့စိတ်စင်နာက energy အားပြည့်နဲ့เนาะကိုကိုယ်တိုင်လွမြောက်တယ်လို့တိုက်သူပြီးတော့လွမြောက်စေချင်တဲ့စိတ်စင်နာမျိုးကိုသားသမီးတွေကိုကျမ်းမာပညာရေးနဲ့ပညာသင်ပြီးတော့ကောင်းကောင်းမွန်မွန်အခမ်းအနားနေထိုင်ခွင့်ရတယ်လို့တိုက်သူပြီးသားတွေကသားသမီးတွေကိုယနေ့သိကြကြတာအခုဒီမှာသားရယ်သမီးရယ်လေးတွေပေါ့เนาะယနေ့ရဲဘော်တွေဆိုလို့ရှိရင်ဒီမှာတွေ့ကြည့်ပါဦးရဲဘော်ပုံလေးဆိုရောတော့ဒီမှာငငယ်လေး ေးတွေကလေးတွေဒီမှာတော့ရဲဘော်တော့ဆွဲရဲဆွဲမှန်ဟင်းတို့ဒီမှာအများကြီးပဲသူတို့တာဝန်နေယူပြီးတော့အသက်ငယ်လေးဒီလူငယ်ငယ်လေးတွေကများစွာအောက်မှာအသက်ပေးနေတယ်ဒီလူငယ်လေးရဲ့အသက်တွေအချင်းချင်းမပြေရအောင်တော်လိုင်းမှာပေါင်လာပြီးအသက်တွေဘွားတွေပေးထားကြပြီအချစ်ဆုံးမသွားကြပြီကိုလက်ငါဆွန်ထားကြတဲ့သူတွေကိုစာနာတော်အပြင်ကိုသားသမီးကိုဘေးကင်းညံ့တယ်လို့စာနာတော်အပြင်စိတ်ဆင်တာထက်တဲ့တန်တန်နဲ့စူးစမ်းအထုတ်ခဲ့မယ်ဆိုရင်ဒီငါးနဲ့ဟာအပါဟဲကို85ရဲ့လုံးတော့ရသွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်ဒီလိုစူးစမ်းအထုတ်ခဲ့ရင်စစ်ကောင်စီကလည်းတနည်းပြောရင်တော့အယူရှိပန်းနဲ့သူကမတရားစစ်မှုတွေဥပဒေကိုလုံးတော်လုံးနိုင်ပါ NNDAA စစ်တုံးပန်းဟောင်းနမကစစ်တိုင်းမှုမျိုးမင်းထွေးအမိန်ဖြင့် ကံကောနယ်ရှိအရာရှိအချို့နှင့်စစ်မှုထမ်းအများစုပါသည့်စစ်အင်အားများကလေးမျိုးကိုရောက်ရှိစစ်ကြောင်းများပြန်ထိုးရန်လှုံ့ဆော်နေမကွေးတိုင်းကံကောမျိုးနယ်ကဖြူဟာမှုအပါဝင်အကြမ်းဖက်အရာရှိတချို့နဲ့စစ်အင်အားတွေကိုမိုးရွာနမခတိုင်းမူမျိုးမင်းထွေးကကလေးမျိုးစီခေါ်ယူအင်အားဖြည့်တင်းရင်နမခနယ်မြေအတွင်းစစ်ကြောင်းတွေပြန်ထိုးခိုင်းဖို့လှုံ့ဆော်နေတယ်လို့ရော်လင်းတဲ့အဖွဲ့ဝင်ကိုမင်းတက်တက်ကမောင်းကိုပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ဆယ်ရှိရက်နေ့တွင်မှာဂန်ဂုံမျိုးခလာရ9ဆက်တက်ကအကျန်းဖက်ဖြူဟာမူလှမျိုးထွန်းနဲ့အရာရှိတချို့အပါအဝင်စစ်အင်အားတချို့ကိုစစ်ထောက်ပို့ရဟတ်ရုပ်တွေနဲ့သခိုင်းတိုင်းကလေးမျိုးစီခေါ်ဆောင်ခဲ့တယ်လို့နယ်မြေချင်းထိဆက်နေတဲ့ဟန်တာဝတီပြူစောတိရွာကစစ်ကော်မရှင်အင်အား3ဆက်နီးပါးလဲပါဝင်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီလိုခေါ်ဆောင်ခံရတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားအများစုဟာပြည်သူစစ်မှုထမ်းပတ်စတွေဖြစ်ကြပြီးကလေးမျိုးတက္ကသိုလ်မှာနေရာယူထားကြောင်းသိရပါဗါအကြံဖက်စစ်တပ်ဟာအော်တိုဘာလဒုတိယနဲ့တတိယပတ်တွေထဲ၈ထောက်ပို့လေယုန်နဲ့၅ကြိမ်နဲ့ထော80နှစ်၈ထောက်ပို့လေယုန်နဲ့၂ကြိမ်စုစုပေါင်းစစ်အင်အား300နီးပါးကိုကလေးမျိုးစီခေါ်ဆောင်ထားခဲ့တယ်လို့လဲကိုမင်းတက်တက်ကပြောပါဗါ စစ်တပ်ကဂန်ဂောဟန်တာဝတီကလေးကားလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုအပြင်ခေါ်ယူအားဖြည့်ထားတဲ့စစ်အင်အားတွေနဲ့ချင်းပြည်နယ်ဟာခါအပါဝင်တမူးမုံရွာကလေးနဲ့ဂန်ဂောနယ်ရီစီစစ်ကြောင်းတွေအပြိုင်ထိုးဖို့ကြိုးစားလာတယ်လို့လည်းသိရပါဗျာ။ ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လအတွင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုးကိုမန္တလေးနဲ့ပူးပေါင်းတပ်တွေဝင်ရောက်သိမ်းပိုက်ချိန်လက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေးဟာတုံ့ပန်းဖြစ်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဆင့်ထိရာထူးတိုးခံခဲ့ရပါတယ်။ဟုတ်ပါဘူး။ စိတ်ကပြရခတ်သွားပြီးတော့ပေါ့နော်အဲ့ပြည်သူကလည်းအားတက်လာပြီးတော့ဒါတွေကိုတော့လက်မခံဘူးဆိုတော့စိတ်မျိုးတွေနဲ့အားရတက်ကြွတဲ့စိတ်တွေနဲ့မရဘက်ကခုခံကပွဲကြမယ်လောက်အောင်ချောင်ကြမယ်ပေါ့သို့တော်လည်းပဲယနေ့တော့ငွေပြီးပိုင်းလို့ကြံနေခဲ့တဲ့ NUG အစိုးရအနေနဲ့တော့ဘုန်းကြီးတို့လိုပဲပြောပါတယ်နိုင်ငံရေးမှာနော်ဆိုတော့အဲ့တော့အဲ့လိုကြံနေခဲ့တဲ့အစိုးရဘက်ဟာတတိပြောနဲ့လှုပ်လို့ရတယ်တော့လှုပ်လို့ရပါလေနဲ့ကိုသားသမီးတွေကဲ့သို့တိုင်းသူပြည်သားတွေမှာလူငယ်တွေတပိပွားပေးနေပေါ့မှာတတိပြောရင်တော့ဘုန်းကြီးတက်တယ်ပြောမယ်စာနာစိတ်အားနေပါတယ်တိုင်းသူပြည်သားတွေမှာမေတ္တာရှိတယ်လို့ဘဇက်ကပြောမယ်လေမေတ္တာရှိတယ်လို့ဘဇက်ကမြည်ပေးမယ်နှလုံးသားတွေကလာပြီးတော့လက်တွေလှုပ်ဆောင်ချက်တွေတော်တော်ကိုအားနေခဲ့မဲ့တော့တွေ့ရမယ်အဲ့ဒါ ပါလဲဆိုရင်ယနေ့တိုင်းပြည်မှာသူတို့ energy mod အောက်မှာရှိတဲ့ဦးဇင်းတို့ဒေါ်လာရေးဖွဲ့ဟာတိုင်ရင်ပေါင်း300ကျော်ဟုတ်လား PDF တိုင်ပေါင်း300ကျော်နောက်ဘက်ကဘာဘာ150ကျော်နဲ့တရင်ကို120ကျော်နဲ့ချိုးတာပါ ။ဘယ်ရနဲ့ဆိုပြီးတော့900ဆိုတော့900ကျော်ဆိုတော့စဉ်းစားကြည့်ပါဦး။တသိန်းကျော်ရှိတယ်ဆိုပြီးတော့ကြေညာထားတယ်။သို့တော်လည်းပဲတကယ်ရှိတဲ့အရှိကတော့မိမိတို့ပဲသိကြတယ်မလူစင်းလို့ထင်ပါတယ်။သို့တော်လည်းပဲယနေ့တော့ဒေါ်လာရင်းမှာတော့လူစင်းတို့ဒါတွေကတော့မပြောလို့လို့အဲ့တော့ဒေါ်လာရင်းမှာဘယ်လောက်များဒေါ်လာရင်းရဲ့ထောက်ပံ့တော့ဒေါ်လာရင်းထောက်ပံ့ပစ္စည်းတွေဘယ်လောက်များထောက်ပံ့ထားတယ်ဆိုတာလူငယ်တွေဒေါ်လာရင်းထဲမှာအားလုံးအတည်ဆုံးမှာပြည်သူတွေလက်တော်တော်ရေးမိနေပါပဲ။အဲ့တော့ဆိုလိုတာကမိမိတို့လောက်ရမယ်လို့ကဒေါ်လာရင်းရဲ့ရံပုံငွေကို 講上講你破嘛，我先度打打比表你啦，比姑姑講上講你噶，一路佢就收咗啲嘢落，真係比得嚟噶。然後咧講上講啊，我嗱三六九三六先，誒比到六六啊，三二啊，九三比得嚟嘅。人哋講上講唔會講咯，平時睇你阿老，唔會比牌嘅，六六七零不過你啊，得五元比到嘛，六七唔流嘅呢，當三六四度嚟比，咁啦，五五度嚟比，姑姑嘅比到六六，偏下啲咯嘛。 ယနေ့မိမိတို့ရဲ့လှုပ်ဆောင်ချက်ကတော့အင်မတန်ကိုတော့တနည်းပြောရင်တော့စေနာလဲနဲ့ညံ့လဲညံ့ဖြစ်နေလို့ဆိုလို့ဒီနေရာနေတဲ့တယ်ပဲပြောပါတယ်ဆိုတော့အဲ့တော့အဲ့လိုပုံစံမျိုးတွေနဲ့သွားနေလို့မရဘူးကိုကခေါင်းဆောင်ဆိုတာဘာလို့လဲဆိုတော့တိုင်းပြည်သားရဲ့ကျိုးကိုရဲ့တတ်သားတွေဟလာပြည်ရဲ့တတ်သားတွေတော့တပိပေါ်ကပြနေတယ်ချိုးတော့ပကပပပါတွေကဘာချူးစီပါမှမရှိဘာခွန်မှမကောက်ပါဘူးဆင်းရဲနေတာခက်ခဲနေဆောင်းနေလူတွေကြမှာရဆာခက်ခဲနေတာများစွာရှိတယ်တချို့ပကပပပါတွေခွန်ကောက်လို့ရတယ်တတိဖြစ်နေဒါတွေကဘာလို့တော်လိုက်မှမျှဝင်မယ်ဆိုရဲစိတ်နေစိတ်ထားတွေအင်မတန်ကိုရှိဖို့လိုအပ်ပါတယ်ကဲကောင်းပြီအခြေရလိုအပ်ချက်တွေများစွာရှိခဲ့ပြီအဲ့လိုအပ်ချက်တွေကိုပြုပြင်ပြီးတော့မှယနေ့ထော်လိုက်ရဲ့ချူးစီပါရ ော်ပြည်ထောင်စုပါလူထပ်ထားတဲ့နော်များစွာသောအမေရိကန်ဒေါ်လာဒါတန်ချေရလို့ကြီးညာခဲ့တယ်ခင်ဗျာကျွန်တော်ထောင်ရှိပါပါထောင်ကျော်လောက်ပါပြီနော်ဆိုတော့အဲ့လိုရှိတဲ့ငွေကြေးတွေကို ဘာသာရေးမှာအစိုးရတည်နေဥပမထားပဲနဲ့တော်လိုင်းရေးမှာကလေးတွေကိုစောင်းနေရစေးစေးရပြည်စုံလုံးတော့အောင်တော်လိုင်းရေးထောက်ပံ့လုံးတော့အောင်သွန်လောင်းပြီးတော့လှုပ်ဆောင်တဲ့အချိန်ခါမျိုးလဲရောက်နေပြီလို့ဥစဉ်နေတဲ့ထုတ်တိုက်တွန်းပြောကြားလို့ပါတယ်အဲ့ဒါဒီလိုလှုပ်ဆောင်မှုတွေကင်းမယ်ဆိုလို့ကတော့ယနေ့စောင်းတာပြောလို့ပေါ့အာယနေ့အာနာရှဲကဘာလုပ်သွားလဲအဲ့ဒါယနေ့ဒီလိုတွေလှုပ်ဆောင်မှုတွေရော်ရဲတဲ့ခါကျတော့ယနေ့စစ်မှုထမ်းဥပဒေလိုဗရီယာစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တဲ့ခါမှာလူငယ်တွေဟာအခု NUG ဆိုရရဲ့အောက်မှာရှိတဲ့တချို့သောတော့ EOE အောက်ဒေသတွေမှာခေါ်ပြီးမဲ့လဲမလာတော့ဘူးဘာလို့အခြေအနေတွေသိနေတာလဲ နော်အချိန်တွေတည်နေတယ်အဲ့တော့ဒီကခဲတွေဖြစ်နေတယ်ငါမိပါလဲပန်းခံအောင်မယ်ဆိုတဲ့ခါမှာစိတ်တွေကကြာပြီးတော့နောက်ဆုံးတနေ့တော့ပတ်စံပေးတို့ဝင်လာတို့ပတ်စံပေးပြီးထုတ်ထားတာတို့နောက်အားလုံးကဒီထဲမှာဝင်ရောက်သွားတာဆိုအခုသိမ့်ချီသွားပါပြီဒါညင်လို့မရတဲ့အရာပဲမျိုးမီပတ်စံတော့နှစ်ပတ်ပြတ်သွားပြီအဲ့တော့အမျိုးသားပတ်စံက9ပတ်ကျော်10ပတ်ထဲကိုတက်ရောက်သွားပြီအဲ့တော့တစ်ပတ်က9000လုံးလဲဆိုတော့တွေ့ကြည့်ပါဟော ဟုတ်တယ်မလားသိမ့်ကျော်သွားပြီတသိမ့်ကျော်ရသွားပြီအဲ့တော့ဒီအရာတွေဖြစ်ရတာဘာလဲဆိုတဲ့ခါကျတော့ယုံကြည်မှုပေါ့နော်အဲ့တော့ကိုယ်ဒီပုံမှာဒေါ်လာရေးဆိုရပုံမှာယုံကြည်မှုဒေါ်လာရေးဒေါ်လာရေးပုံမှာယုံကြည်မှုတွေကိန်းစိတ်တဲ့ခါမှာထုတ်ပြစုံမျိုးတွေဟာယနေ့တွေ့ကြုံရတာပါပြည်နိုင်ငံရေးရာလဲကိုယ်နိုင်ငံတကာတိမပြမှုကလည်းအမှန်အားနဲ့သွားပြီအဲ့လိုအခြေအနေမျိုးတွေကြောင့်အာနာရှင်ဟာတရုတ်အာနာရှင်ဆိုရရဲ့ထောက်ခံမှုအိန္ဒိယဆိုရရဲ့ထောက်ခံမှုနော်အာဆီယံတော်တော်များများရဲ့အလဲပြောင်းပုံမှာအကျိုးစီးပွားနဲ့ရည်တည်ပေးမှုဆိုတဲ့အရာတွေနဲ့နိုင်ငံတကာစာမျက်နှာပါသူကအဲ့လိုအခြေအနေရနေပြီးတော့မှကိုရီးယား energy ဆိုရအနေနဲ့တော့ဘယ်သူမှမတော်အတိမမပြဘူးတော့တီမူကတော့အတိမမပြရတော့ပဲနဲ့စစ်ကောင်စီအတိမမပြမှ ဲဒီအာဆီယံဖွဲ့ဝင်ဖြစ်မှာမလို့စစ်ကောင်စီနဲ့ပူးပေါင်းရတဲ့အခြေအနေမျိုးကိုတက်ရောက်သွားနေမှာမဟုတ်ဘူးလားဒါကြောင့်မို့လို့ဟိုချုံထွန်းမြတ်နိုင်စကားပြောလို့ပဲအန်ဂျီဆိုရကမဟာမိတ်တွေကိုမစည်းလုံးမှုဘူးပြတို့တော်လည်းပဲအလုပ်လုပ်တော့အတူထမင်းစားတော့တို့ကြည့်ပဲမခေါ်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြီးကတော့ချန်တဲ့သူလည်းမယုံရဲတော့အဲ့တော့ယုံရဲအောင်ကျွန်တော်တို့အဲ EO EO တွေနဲ့တွေ့ဆုံပြပါပြီဆိုတာတဲ့လက်တွေ့လှုပ်ဆောင်ချက်ပြတဲ့ထုတ်ဆောင်မှုမျိုးတွေကိုဆောင်ရွက်နိုင်ဖို့အရေးကြီးကြီးပါတယ်တိုင်းပြည်ကိုဒါကြောင့်မို့လို့ဘာလိုအပ်နေလဲဆိုရင်အဲ့တော့လူငယ်တွေပေါ်မှာတကယ်တော်လိုင်းရဲ့အကျိုးစီးပွားကိုတကယ်စောင့်ဝင်ရေးတော့တော်လိုင်းရဲ့ထောက်ပံ့တွေကိုစနစ်တကျတော်လောက်မှာချန်တဲ့အခုဆိုကြပါစို့ဥမောင်ဆောင်ခါတို့လို့ဟာလာဥမာပေါ့ဒေဇာဆန်တို့လို့သို့သူရဆော်တို့လို့ အဲအခုဆိုရှားကြီးပါပဲဟိုမှာဒီရောအများကြီးပဲဟိုမှာရှိကြတယ်ထပိုင်းမှာဆိုလည်းအများကြီးရှိတယ် LPD ရဲ့ PD ရဲ့ပုံများဆိုတာစီလုံးပြီးပြောလိုက်ရတယ်ဆိုတော့အဲ့လိုပုံပုံတွေကစုပေါင်းပြီးတော့အညာမြေမှာလူငယ်ခေါင်းဆောင်တွေအင်အားကောင်းကောင်းနဲ့ရှေ့တိုးပြီးတော့မှယနေ့တိုက်ပြည်သားတွေမှာစနစ်ဆိုးအောင်အနေနဲ့မနစ်ညော့အောင်ကိုရီးယားလိုအပ်ချက်တွေပြုပြင်ပြီးတော့တိုက်ပြည်သားတွေရဲ့အစီခံပြီးတော့မှမူလတွေကတပိပွားပြီးလွမြောက်လာတဲ့စိတ်ရှင်တော်ကိုအကျိုးစီးပွားနဲ့တိဆောက်ကြပဲကိုအကျိုးစီးပွားနဲ့တိဆောက်ကြပဲကိုဖွဲ့စည်းအကျိုးစီးပွားတိဆောက်ကြပဲနဲ့တိုက်ပြည်ရဲ့အကျိုးစီးပွားကိုစနစ်ရပြီးဆောက်ပြီးတော့ချစ်ဆက်နိုင်ကြပါသေးလို့ထုတ်တိုက်တွန်းရင်းနဲ့ဒီကောင်ချောက်ပါတယ်ဆက်လက်ပြီးတော့ရဲဘော်မုံကိုပါတယ်တမီးကျေးဇူး